အားလုံးပဲမင်္ဂလာပါဗျာ silent တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဘိုက်ရော AUG ရော ANL ရောကစစ်တပ်ကိုရှင်လုံးမရဘူးဆိုတာတိုင်းသားအီယာဝတီအတိဆုံးကိုဆိုတာတဲ့အမျိုးသမီးတူရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒါမှမျိုးသမီးအားဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘယ်လိုပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်း silent တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ တိုင်းတိုင်းနဲ့ပြောလိုက်အောင်မတိုင်းတိုင်းအီယာအိုတွေပဲလူတွေကအပြည့်မြင်ကြတယ်ပေါ့နော်တိုင်းတိုင်းအီယာအိုတွေပဲလူတွေကအပြည့်မြင်ကြတယ် NUG ကစစ်တပ်ကိုရှင်လို့မရဘူး NND လည်းစစ်တပ်ကိုဘယ်လိုပုံစံမျိုးမှရှင်လို့မရဘူးအဲ့တိုင်းတိုင်း EAO တွေ EAO တွေရဲ့ NCA လက်မှတ်ကရဲ့အရာတာကိုတိုင်းတိုင်း EAO တွေ EAO တွေအတိအဆုံးပဲစစ်တပ်တို့ဘယ်လောက်ထိအခွင့်အရေးပေးထားတယ်ဆိုတာကို တိုင်းသား EO တွေအတီဆုံးအာရရတာဘာရတာလည်းမလဲလို့မရဘူးစစ်တပ်မှာတောင်မှပဲအဲ့လောက်အခွင့်အရေးမရဘူး NCA ရဲ့အခွင့်အရေးကိုစစ်တပ်ထဲကရှိတဲ့စစ်သားတွေတောင်မှပဲအဲ့ဒီတိုင်းသား EO NCA သမားတွေရဲ့အခွင့်အရေးလောက်မရဘူးအဲ့တော့ EO တွေကသူကသူရတာအတိပြီးသားစစ်တပ်ကသူတို့ပေါ်ဘလောက်ကောင်းလဲဆိုတော့သူတို့သိရ NCA ရဲ့ရတာကိုလည်းသူတို့သိရတော်သားစုကြီးကအလားတွေလုံးဝမလုပ်ပေးနိုင်လားဘာတစ်ခုမှလည်းမလုပ်ပေးခဲ့ဘူး NLD အစိုးရလက်ထက်မှာနော် ိုက်တော့တိုင်းသား EAO တွေကိုအခုကပြဿနာပဲအခုဆို KNU တွေကို EAO တွေကိုပြစ်တင်ကြရတယ်ပေါ့နော်။ဘာဖြစ်လို့ပြစ်တင်တာတော့ဒီຫນွေဥဒလန်ရေးထားပြီးတော့ပေါ်လာပြီးတဲ့အချိန်မှာတိုင်းသား EAO တွေလာလာလာငါတို့ချီခိုးလုံးလာငါတို့ငါတို့စစ်တိုက်ပေးမယ်ညီတို့ဝိုင်းတိုက်ပေးမယ်ဆိုပြီးတော့ခေါ်ထားတာတကူမှမရှိဘူး။နော်သွားခိုးလုံးနေပေးပြီးတော့ခိုးလုံးနေခိုးလုံးဝင်ပေးတယ်စစ်ပညာလည်းတင်ပေးတယ်ကိုလုံးစစ်တိုက်ရဖက်ဖက်ကကူညီပေးတယ်အခုမပါလို့ကြတော့ရန်လောက်တယ်။ နည်းနည်းပါလဲစဉ်းစားကြပါဦးကျွန်တော်တစ်ခါကြက်လို့ရှိရင်စဉ်းစားတယ်အခုတော်လိုင်းကြီးတက်တည်ရပါတော့တော်လိုင်းကြီးတက်တည်ရ EAAO တွေ EAO တွေရဲ့ NCA ထိုးတဲ့ရတာကိုပဲတည်နေလို့အဲ့ဒီအခွင့်အရေးကိုလိုချင်လို့ပဲတော်လိုင်းနေသလားတကယ်လူမြောက်ဖို့အတွက်တော်လိုင်းနေသလားတစ်ခါကြရင်စဉ်းစားစရာတွေဖြစ်နေတယ်တကယ်အဲ့တကယ်တကယ်စဉ်းစားစရာဖြစ်နေတယ်သူတပုံနေကြီးရသွားမယ် နော်တလိုင်းရှုံးသွားလို့သဘုံနေမြေရောက်သွားမှာဆိုတော့သူကအီးကိုဖြစ်သွားမှာချက်ချင်းလက်ငင်းရတော့စစ်တပ်ကအဲ့ဒီသဘုံ EAO အခုနောက်တလာတဲ့ new 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 generation EAO တွေကိုတော့စစ်တပ်ကတော့ ICA လက်မှတ်ထိုးမထိုးတော့အတိအကျပြောလို့မရဘူးမထိုးဖို့တော့များပါတယ်သူရဲ့ ICA လူဟောင်းတွေပဲသူထိုးရင်ထိုးမှာပေါ့နော် NC ရလေသူ NC ထိုးတဲ့ EAO တွေကလည်းဘယ်မျိုးတက်တဲ့သူကတနက်နဲ့ကင်ပြီးတော့ကားနဲ့သူကတက်တာညနေငယ်ကမျက်နှာငယ်ရဆိုတာမရှိဘူး မျက်နှာငယ်ရဆိုမရှိဘူးအဲ့တော့စဉ်းစားစရာဖြစ်ရနေအခုကဒီတော်လိုင်းရေးတက်တွေချိုးတော့တက်တွေရလဲတက်မလို့ထူထောင်ခြင်းနေတာတော်လိုင်းရေးတက်အီးရဦးအဖြစ်အပိုင်းလိုခြင်းနေတာအဲ့လိုကိစ္စတွေများလားစဉ်းစားစရာတွေဖြစ်နေတယ်နော်စဉ်းစားစရာတွေဖြစ်နေတယ်အားလုံးမင်္ဂလာပါကျွန်တော်တို့ကအခုတလောလူတော်များများ တိုက်ခိုက်တဲ့ကျွန်တော်ချင်းလူမျိုးတွေထဲကကျွန်တော်ဆိုလို့ရှိရင်ရခိုင်စစ်ဦးစီချုပ်တတ်ချုပ်ပေါ့ကျွန်တော်အရန်လေးစားတဲ့လူတယောက်ဖြစ်တယ်အဲ့တော့သူရဲ့ happy birthday သူရဲ့မွေးနေ့မှာကျွန်တော်ချိုးဆိုတဲ့ဂုဏ်ပြုတဲ့ဟာတော့ဝေဖန်နဲ့ကျွန်တော်ဟိုဒီ Facebook like ကနေ Facebook page ကနေလာစာလာရေးတဲ့ချင်းနဲ့လောက်ပိန်းတုံးတွေအများကြီးရှိတယ်ဒါမှမဟုတ်ကျွန်တော်ခယူးမဆိုင်ဘူးကျွန်တော်ခယူးဆိုင်တာကချင်းရေးရှည်တော့ပဲ ရေရှည်ပဲခယုဆိုင်တယ်ရေတိုးတွေအမုံမုံချင်းတာမမုံချင်းတွေကျွန်တော်ခယုမဆိုင်ဘူးကျွန်တော်ကကျွန်တော်ပထဝီနိုင်ငံရေးရကျွန်တော်ရခိုင်နဲ့ချင်းရဲ့အကျိုးစီးပွားချင်းနဲ့ရခိုင်အတွက်အောင်မြင်မှုပါလို့အပ်တယ်လဲဆိုတော့ကျွန်တော်အဲ့ဒါပဲစိတ်ဝင်စားတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ဒီအပေါ်မှာပုံပြထားတဲ့ဟာကရခိုင်အဖွဲ့ချုပ်နဲ့ချင်းနေအောင်နဲ့တွေးဆမှုကတရားတမိုင်းဝင်တယ်အရင်တော့ငါဘယ်တော့မှဒီလောက်ဒီလိုမျိုးအခြေအနေမရောက်ခဲ့ဘူးချင်းနဲ့ရခိုင် ါပေမဲ့အချင်းနဲ့ရခိုင်အခုကစီရေးယုံမကဘူးနိုင်ငံရေးကအစအကုန်လုံးပူပေါင်းဆောင်ရွက်နိုင်မယ်ဆွေးနွေးပွဲတွေသူတို့မှရှိတယ်မထုတ်ပြတာပဲရှိတယ်အဲ့ဒါကြောင့်တော့တိတတိတဲ့အတော့ကြောင့်ဝမ်းသာတယ်ချင်းနဲ့ရခိုင်ကကျွန်တော်အရင်တော့ကလည်းအချင်းချင်းပြောခဲ့ဘူးတယ်ချင်းနဲ့ရခိုင်ရဲ့နေမြာလေဟိုစာအုပ်လိုပေါ့ဥပမာပြောမယ်ဆိုလို့ရှင်ဘာလို့ပြောမယ်ဆိုဒီလိုမျိုးစာအုပ်လိုပေါ့စာအုပ်လိုဆိုဒီကစာအုပ်တောက် ဒီဟာစာအုပ်တောက်တီးချင်းရခိုင်လာဒီလိုရွှေ့လို့မရဘူးဒီရွှေ့လို့ရတဲ့နေမြေမှာငါတို့ကနေတာမဟုတ်ဘူးငါတို့ကမြေမှာနေတာလေကဘာမြင့်ကြီးမှာနေတာဒီဟာစတချစ်ရှိနေမှာပဲအတူတူနေအောင်မှာပဲချင်းကရခိုင်မချိုက်လေနေမှာပဲရခိုင်ကချင်းမချိုက်လေနေမှာပဲဒါအထက်ကတော့ကျွန်တော်စီလုံးမှုလိုအပ်တယ်ကပါကြီးမှာနိပင်ရတိုးတက်လာတဲ့လူတွေကပေါ်ပြီးမှရင်ကနဲ့မတူတော့ဘူး တနိုင်ငံနဲ့တနိုင်ငံပူစီရနိုင်ငံရေးပူပေါင်းလာတယ်လူမျိုးတစ်မျိုးနဲ့တစ်မျိုးစီပွားရေးနိုင်ငံရေးလူမှုရေးအဆအဆရရပူပေါင်းလာတယ်ဆိုတော့ချင်းနဲ့ရခိုင်ဆိုလို့ရှိရင်တော့မပူပေါင်းလို့မရတော့ဘူးပူပေါင်းကိုပူပေါင်းရတော့မယ်အဲ့ဒါကိုတချို့တို့ရဟိုတဖက်ပစ်အမြင်လေးနဲ့တွားကြည့်ရင်တော့ဘာမဆိုမဖြစ်နိုင်ဘူးလေဘာလို့လဲဆိုတော့ချင်းနဲ့ရခိုင်မှာတော်တော်များများကျွန်တော်ချင်းလူမျိုးပဲဖြစ်ဖြစ်ရခိုင်လူမျိုးပဲဖြစ်ဖြစ်ဟို ဘာလဲဆိုတော့တကယ်ဟိုနိုင်ငံခြားပဲယောက်ျားယောက်ျားဒါမဲ့ကျွန်တော်မှာဘာကိုတွေးတယ်လဲဆိုတော့အတ္တတွေမာနတွေသူ့အထက်ငါတိတယ်သူ့အထက်ငါတတ်တယ်သူ့အထက်ငါလုံနိုင်တယ်ဆိုတဲ့အမြင်တွေဒီအရာကကျွန်တော်လွတ်မြောက်အောင်မကူညီနိုင်ဘူးဒါထက်ငါတို့ကစိတ်နှိတ်ချပြီးမှမင်းနဲ့ငါနဲ့အတူတူပူပေါင်းရအောင်မင်းနဲ့ငါနဲ့အတူတူအလုပ်လုပ်ရအောင်ဆိုတာစိတ်ရှိဖို့လိုတယ်ဟိုပါလဲ အကြီးတဲ့လူကငယ်တဲ့လူကိုမနိုင်ပဲနဲ့နော်ငယ်တဲ့လူကလည်းကြီးတဲ့လူကိုမကြောက်ပဲနဲ့ဟာလားအဲ့လိုမျိုးပူပေါင်းဖို့လိုတယ်ဘာလို့လဲဆိုတော့ तू အခုကဘာကြီးကိုကျွန်တော်ကြည့်မယ်ရုရှားတို့တရုတ်တို့ကဘာဖြစ်လို့မင်းအွန်လိုင်းနဲ့အဲ့လိုစကားပြောတယ်လဲဥပမာကျွန်တော်နေတဲ့နိုင်ငံကိုရီးယားကအမေရိကဘာဖြစ်လို့ကိုရီးယားနဲ့စကားပြောတယ်လဲဒီဂျပန်တို့နဲ့နိုင်ငံတည်တည်လေးတွေလေအမေရိကကအထင်မသေးဘူးအမေရိကကတော့ဘိုးလို့တော့မတီးလူတွေကြောက်တယ် ဒီလူတွေမထောက်ခံဘူးဆိုလို့ရှင်ဒီလူတွေကအားမပေးဘူးဆိုတော့အမေရိကဆိုတာကပအလဲမှာနိုင်ငံတေးတေးကအစားမထောက်ခံဘူးဆိုကပအလဲမှာရှင်တိုင်းမှာရှင်တနိုင်မှာမဟုတ်ဆိုတာတည်တယ်အမေရိကကတော့မှတကယ်ပဲအမေရိကလိုအင်အားကြီးတဲ့နိုင်ငံတော့မှတာကြောင့်အကြီးကလည်းအငယ်ကိုလေးစားတယ်အငယ်ကလည်းအကြီးကိုလေးစားတယ်တစ်ဖက်နဲ့တစ်ဖက်အားကိုးကြတယ်ဘို့စီပွားရေးရောနိုင်ငံရေးရောဟလာအကျိုးစီပွားပေါ့နော်အဲ့ဘိုင်းမှာအကုန်လုံးက တဖက်နဲ့တဖက်ဟိုကူးလူဆက်ဆန်းတယ်အားပေးကြတယ်ဆိုတော့ကျွန်တော်ရခိုင်နဲ့ချင်းဆိုလို့ရှိရင်အခုစီရေးနိုင်ငံရေးအာအချိုးစီပွားမှာလဲပူပေါင်းရမယ်လေကျွန်တော်ကကျွန်တော်ကတော့တိတ်ကိုတဘောကြတယ်ဒါပေမဲ့အဲ့ကြားထဲမှာသွေးခွေးတဲ့လူတွေကြတော့ခရုမဆိုင်စိုက်မနေတော့ဘူးဒါကြောင့်ကျွန်တော်ပူချုပ်မွေးနေပါဆိုလို့ရှိရင်ကျွန်တော်ကသူ့ရဘုံလေးတဘောအရန်ကြတယ်သူကဗလာလေးဒီလိုထောင်ထားတာဟုတ်အဲ့တော့ကျွန်တော်ကအဲ့ဒါလေးတင်လိုက်တော့ မဲအယူရခိုင်ရဘောမရခိုင်ခိုင်းနေနွားဆိုပြဆဲတဲ့ချင်းငါတို့ငါရမြိုက်ရှိတယ်စိတ်စိတ်မဆိုးဘူးစိတ်လည်းမဝင်စားဘူးကျွန်တော်တို့တီထားဖို့ကအဲ့လူတို့ရလေဟိုဥနောကပုစံဥနောလို့ရှိတယ်ဆိုတော့နားလည်းဖို့လိုတယ်အဲ့ဒါကျကျွန်တော်ကစိတ်ဆိုးစရာလည်းမဟုတ်ဘူးခရုလည်းမစားဘူးဒါပေမဲ့ကျွန်တော်ကမကြိုက်တော့လေစိတ်မဆိုးဘူးတို့ဆဲလည်းကိုကပြန်ဆဲတယ်ဘာလို့လဲဆိုတော့ကိုကထောင်းထောင်းပြောင်ပြောင်ပဲနေတတ်တယ် ဘာဆိုအဲ့လူတွေမှာဥပနာမှမရှိတာနိုင်ငံရေးသွားမေးရင်နိုင်ငံရေးမသိဘူးစီးရေးသွားမယ်စီးရေးလည်းမသိဘူးလေကျွန်တော်ချင်းပြင်းနေရလူတွေဆိုတော်တော်များများပါသူတို့အမြင်ကဘာလဲဆိုတော့ CNA ကသူတို့က CNA ရဖျားလို့ကိုကိုချင်းနေတဲ့လူတွေအဲ့တော့ဖျားလို့ကိုကိုရလောက်အောင်လဲဒီကောင်ကဘာမှမလုပ်နိုင်ဘူးအခုချင်းပြင်းနေတော့မှတော့စစ်တပ်ကဝင်လာတယ်စစ်စကမဝင်လာတယ်ထပ်ပြေးထပ်ပြေးနေတယ်အဲ့ဒါကိုကျွန်တော်မပြောချင်လို့တော့မပြောတာ အဲဒါထက်တော့ AA နဲ့ CB ကချင်းပြင်းနဲ့အတွက်ရော ရခိုင်ပြင်းနဲ့အတွက်ကအတွက်အချိုးပြုံးအောင်မယ်ချင်းထဲမှာလည်းနော်ရခိုင်လူမျိုးတချို့တွေကချင်းတွေချင်းတွေဆိုချင်းစုပ်ချင်းပြက်ဆိုပဲရခိုင်တွေတချို့တွေကဟိုမတိပဲနဲ့ဆဲတယ်ဟာကျွန်တော်လည်းအဲ့လိုမျိုးရခိုင်စုပ်ကရခိုင်ပြက်လို့ဆဲဆဲမယ်ဆိုလို့ရှိရင်ရခိုင်တွေကစိတ်ဆုံးမှာဒါမဲ့အဖွဲအစည်းပဲမြင်ကြပါအဖွဲအစည်းမတူရခိုင်ပြည်နယ်မှာ ULA ကတော့ရခိုင်လူမျိုးအတွက်အလုပ်လုပ်တယ် ပြီးမှ ALB ကြတော့စစ်တပ်တော်လို့လို့တယ်ကျွန်တော်ချင်းပြင်းနေမှာလားဒီလိုပဲ CB ကတော့အခုချိန်ထိပဲချင်းပြည်သူအသက်လွတ်မြောက်ဖို့စူးစမ်းတယ်ဒါပေမဲ့ CNAZN app ကတော့အသက်တာကြီးတာ ALB နဲ့အတူတူပဲလေအလုံးမလုံးပဲနဲ့အချောင်ရရချောင်စားမယ်အမီးရမီးစားမယ်ကောင်းရကောင်းစားမယ်ဒါနဲ့ပဲချောင်းနေတယ်ဆိုတော့ဒီမြန်မာပြည်မှာရှိတဲ့တိုင်းဒေသအလုံးကအနေဖြစ်ပေါ့ကျွန်တော်ချင်းအရေးမှာဆိုလို့ကျောင်းက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 ောင်းမြင်တတ်ဖို့လိုတယ် စစ်တပ်ထောက်ခံတဲ့လူတွေကပိုပြီးမှသွေးခွဲမှာပေါ့ဒါမဲ့ဒါတွေကကျွန်တော်ကတော့ခရုဆိုင်ဆရာမလို့ကျွန်တော်တော်ထာရေးလုတ်နေတာဆိုတော့ကျွန်တော်တို့အလကားနဲ့အသက်ပေးနေတာမဟုတ်ဘူးကျွန်တော်တို့ကရခိုင်နဲ့ချင်းရချင်းလာထားလိုက်အောင်ရခိုင်ဆိုဒီလောက်တဘာဝတန်ငွေတွေထွက်နေတာတော့ဒီလောက်ဆင်းရဲမှာတော့ဒီလိုအဖြစ်ပြော့မှာတော့ကျွန်တော်ချင်းဆိုရင်ဘူဆိုးပေါ့မဟုတ်ဘူးလားအဲ့ဒါကြောင့်ကျွန်တော်တို့ချင်းနဲ့ရခိုင်ပူပေါင်းဆောင်ရွက်မှုမယ် ချင်းနဲ့ရခိုင်စပွဲထိုင်မယ်မဟာမိတ်ဖြစ်မယ်ညီအကိုအရင်နဲ့ကောင်းကောင်းဆက်ဆံရေးတကယ်ကျွန်တော်လက်တွေတီလို့တီလို့ချိတ်ထားနိုင်မယ်ဆိုလို့ရှင်တော့ချင်းနဲ့ရခိုင်ဘတ်တူးမှခွာလို့ရမှာမဟုတ်ဘူး fighting ရခိုင်ညီကိုတွေအားပေးတယ်ဒါကြောင့်ကျွန်တော်ကိုလည်းအားပေးကြအောင်ကျွန်တော်တို့ချင်းညီနောင်တွေလည်းအားပေးကြအောင်လို့ကျွန်တော်မြတ်တာရခိုင်ချင်းနဲ့ကျေးဇူးပါ